โอเคမင်းညကတောက်ကြနေပွဲမှာဒီ main event အနေနဲ့ကစားသွားတဲ့ Compact နဲ့ Adula Ondash တို့ရဲ့ပွဲပါဆိုတော့ဒီပွဲကိုကျွန်တော်က60 40မှန်းထားတယ်ဗျာကျွန်တော်မှန်းထားတာကဒီ Compact ကနေပြီးတော့နိုင်ရလိမ့်မယ်ဆိုပြီးတော့ကျွန်တော်ခန့်မှန်းထားတယ်ပေါ့လေဒါပေမဲ့ကျွန်တော်မှန်းထားတဲ့အတိုင်းတော့ဖြစ်မလာတော့ဘူးဘောနော်ဒီတစ်ခါတော့ဆိုတော့ Compact က Chicken Jet အရန်ကောင်းတဲ့ fighter ပွဲစဉ်တစ်လျှောက်လုံးမှာသူကန်လိုက်တဲ့ဒီချစ်ကန်ချက်ပေါင်းကအကုန်လုံးစုစုပေါင်းထိချက်ထိချက်ကိုပဲရည်တာနော်ထိချက်ကိုပဲတွေ့ပြီးတော့ကျွန်တော်ပြောတာမထိတဲ့အားတွေတော့ရှိတယ်ပေါ့လေလွဲသွားတဲ့အားတွေမျိုးဒီ locate တွေကန်တဲ့အားတွေမျိုးဆိုလို့ရှိရင်ကျွန်တော်ကအဲ့ဒါကိုထည့်ပြီးတော့မပြောဘူးပေါ့နော်အကုန်လုံးစုစုပေါင်းနှစ်ချီမှာနှစ်ချီနဲ့တဝက်ပေါ့လေပြောမှဆိုနှစ်ချီနဲ့တဝက်မှာအကုန်လုံးစုစုပေါင်းသူ့ရဲ့ချီကန်ချက်က15ချက်တိတိရှိတယ် ဒါကဒီတာမန်ဖြူဖြစ်စဉ်ခြေကံချက်တခုဒီမွေထိုင်းသမားတယောက်အနေနဲ့ခြေကံချက်ကိုအာ15ချက်အထိကံနိုင်တယ်ဆိုတာကကြတော့တာမန်ဖြူဖြစ်စဉ်တခုပါဗောနော်ဒါကိုစကားနဲ့လုတ်ပြီးတော့မလုတ်ထက်ပြောလဲဆိုတော့အဒူလာအွန်ဒက်ကသူကံလိုက်တဲ့ခြေကံချက်တိုင်းကိုချက်တိုင်းချက်တိုင်းကိုဖမ်းလို့မိတယ်ဖမ်းမိတယ်တော့ခစ်ချင်းလိတ်ကိုတတော့ကိုပိုင်အောင် လစ်ဂျစ်ထားပုံရတယ်။ဒီဘဲခြေကန်ချက်ဒီ compact ကခြေကန်ချက်ကောင်းတယ်ဆိုတာကိုလည်းဒီ Adula Ondash ကနေပြီးတော့တည်ထားပုံရတယ်။သူလည်းအဲ့ဒီအတွက်ကိုအကောင်းဆုံးပြင်ဆင်လာတာလို့ကျွန်တော်ကတော့ပြောချင်တယ်။ဆိုတော့ခြေကန်ချက်တွေတစ်ချက်မှမလွတ်အောင်ကိုဖမ်းနိုင်တယ်ဆိုတော့ဒီခရစ်ချင်းဘိုင်းကတော့တော်တော်ကောင်းတဲ့ဘဲလို့ပြောလို့ရတယ်။ power လက်သီးတွေကတော့သူထိုးတဲ့ပုံစံနဲ့ဒီသူသူစထွက်လာကြတဲ့ကိုကကျွန်တော်ကခံမှန်းထားပြီးသား။ဒီတယောက်မဟုတ်တယောက်ကတော့ဒီသူတို့ထိုးတဲ့ပုံစံပေါ့နော်။ထိချက် လုံးဝမှန်တယ်ဆိုလို့ရှိရင်တော့ဒါမှောက်မယ်ဆိုတာကိုကျွန်တော်သိထားပြီဒါနောက်ဆုံးအချီ2မိနစ်နဲ့44စက္ကန့်မှာ compact က KD ကျသွားတယ် KD ကျသွားပြီးတော့ပြန်လှော့တော့ဘလောက်မှတော့မကြဘူး knock out ပါပေးလိုက်ရတယ်ဆိုတော့ဒီဘက်ရဲ့ power လက်သီးချက်တွေကအရန်ကောင်းတယ်တတော်ကိုမှဒီပြင်းတယ်လို့ပြောလို့ရတယ်ပေါ့ဒါထိချက်ကြီးကမှောက်ကျသွားအောင်ထိသူလုံး night နိုင်တယ်ဆိုတော့ပြောရမယ်ဆိုလို့ရှိရင်နိုင်ငံခြားသားမူထိုင်းဆိုးတဲ့သူတွေက power အရန်ကောင်းကြတယ် တူလာအွန်ဒက်ရှ်လဲသူ့ပေါ့လေအတူလာအွန်ဒက်ရှ်နဲ့သူ့ညီဆိုရင်လဲသူ့လူမျိုးပဲဒီထိုးပေါက်ထိုးဟန်ရှိတယ်ပေါ့နော်ရမဒန်အွန်ဒက်ရှ်ကသူ့ရဲ့အညီပါဆိုတော့ထိုးပုံချင်းတူတယ်အရန်ထိုးပုံချင်းတူတယ်ဒီရမဒန်အွန်ဒက်ရှ်နဲ့အဲအဒူလာအွန်ဒက်ရှ်နဲ့ကသူတို့ငငယ်ကတဲ့ကိုကသူ့ရဲ့ဒီသူ့ရဲ့အကူအနေပြီးတော့သူ့ကိုလှုပ်ဆော်ပေးတယ်ပေါ့နော်သူ့ရဲ့အကူအနေပြီးတော့သူ့ကိုလှုပ်ဆော်ပေးတယ်ဒီအားကစားကိုစိတ်ဝင်စားလာအောင်သူ့အကူကလည်းလက်ဝဲ ချက်ပြန်အဟောင်းတစ်ယောက်ပါပေါ့သူတို့မှာညကို၃ယောက်ရှိတယ်လို့သိရတယ်ပေါ့နော်ဆိုတော့သူတို့နှစ်ယောက်စလုံးကထိုးပေါက်ခြင်းကတော့တော်တော်ကိုတူတယ်သူတို့၅နှစ်သားတွေကနေပြီးတော့ဒီသူတို့အညီအကိုနှစ်ယောက်ဒီ time ကို time time ဘက်ကိုထွက်လာကြရတယ်ပေါ့နော် time ဘက်ကိုထွက်လာပြီးတော့ဒီပွဲစဉ်အသီးသီးတွေမှာသူတို့ပြန်ကြရတယ်စုတွေရရှိကြရတယ်အဲကေဘုံစင်နဲ့မွေ time တွေမှာရောအကုန်လုံးသူတို့အခုဒီနေ့ဒီချိန်ထိသူတို့ဟာဘဝကိုခက်ခက်ခက်ခဲနဲ့ဖြတ်တန်းလာပြီးတော့ဒီလိုနေရာမျိုးကိုရောက်ရှိလာခဲ့တာပါ ိုတော့အဲပွဲပြီးတဲ့အချိန်မှာ one championship ကနေပြီးတော့ဒါ post တင်ပြီးတော့ပြောလာတယ်ဗောနော်သူ့ကိုဒေါ်လာတစ်သိန်းတန်စာချုပ်ချုပ်လိုက်ပြီဆိုပြီးတော့တရားဝင်ကြေညာလာတယ်ဗောနော်ဒေါ်လာတစ်သိန်းတန်စာချုပ်ကသူကအဲ34ရောက်မြောက်ဖြစ်သွားပြီဗောဒီပွဲမှာအဒူလာအွန်ဒက်ကလှလှပပကြီးဘောနတ်ဆော့ခူးသွားပါတယ်ကျွန်တော်မှန်းထားတဲ့ fighter ကတော့ဟိုမှာအိတ်နေတာတွေ့လားဟိုမှာအိတ်နေတော့မရှိသေးဘူးမထသေးဘူး Okay ဆိုတော့အဲ့ဒီအကြောင်းလေးကိုကျွန်တော်နည်းနည်းလေး 就不要停留，老就不要来打吧。See you next video, guys.